ရုရှားစာပေရွာ၌အာရှရင်ကျင်းမှုအမွေးနှစ်ပွဲတော်ပြုလုပ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မော်စကိုမြို့စုံနားမှာရှိတဲ့ပီရာဒကီနိုရွာဟာရုရှားထိုးရဲ20ရာစုစားပေးအထင်ကြီးရာနေရာဖြစ်ပြီးတရုတ်ကိုရီးယားဂျပန်ရိုးရာမွေးနှစ်များအခြေခံထက်ရင်ကျိမှုပွဲတော်ကို စနေနဲ့တနင်္ခနွေနေ့တွေမှာပြုလုပ်ခဲ့ပါထင်ပွဲတော်အတွင်ဂီတာလယေးလာအရေးအတာမာချောင်းစာအုပ်များ အလုံခန်းများအစားအစာများပါဝင်ခါလာရောက်သူများအတွက်ယဉ်ကျေးမှုအမျိုးမျိုးပြသပေးထားပါသည် ပွဲစည်းစင်းသူတဦးကားတော့ရုရှားထွေချာမှအာရှယဉ်ကျေးမှုနမဲကြောကြဘုံကို ထုတ်ဖော်ပြောကြားထားပါသည်အမှန်တိုင်းပြောရရင်ဘွဲတော်တွေမှာလူအလားနဲ့တက်ပေမဲ့ဒီသုံးနိုင်ငံရဲ့ယဉ်ကျေးမှုတွေကိုစိတ်ဝင်စားသူအများအပြားရှိပါသေး။ဒါတွေဟာပြည်သက်အစ်တွေဖြစ်ပြီးဒီကိုလာကြတဲ့အတွက်အလွန်ကျေနပ်မိပါသေးလို့ဘွဲလက်ခံစီစဉ်သူမာရီယာကပြောပါသေး။ အလုံခန်းတွေမှာလည်းဧည့်သည်တွေပြည့်နှံ့နေကောင်းယခုပွဲမှာတရုတ်စားပေးကြောချားမှုကအတော်လေးတည်သားလာပါထိအရင်ဆယ်စုနှစ်တွေထုံးကနှစ်စဉ်နှစ်တိုင်းရုရှားမှာတရုတ်စားပေးထုတ်ဝေမှုကတောင်းနှောင်းထံမပိုခဲ့ရှားကနေအခုဆိုရင်ယာနဲ့ချီရှိနေပါပြီပီရာတက်ဂီလိုရွာကို1930ဝန်းကျင်မှာဆိုဖီးယားစာရေးဆရာများအတွက်အတိုင်းအဝိုင်းတစ်ခုအနေနဲ့တည်ထောင်ခဲ့ပါတဲ့ ဖူရွာမှာ20ရာစုကထင်ကြီးရရုရှားစာရေးဆရာများစွာ နေထိုင်လုပ်ကင်ခဲ့ပါတယ်လို့သိရပါတယ်ရှင်။